မင်္ဂလာပါကျမတို့ရဲ့ Korean Future Online Classes GFOC page မှာ JD လေးပါတာစလုံးအတွက်လေ့ကျင့်ဖို့အမေကုန်းလေးတွေကိုနေ့စဉ်တင်ပေးနေတာရှိပါတယ်အဒီကနေ့ကတော့ JD Science ဘာသာရပ်ထဲမှာတင်ပေးထားတဲ့အမေကုန်းရဲ့အဖြေကိုဘယ်လိုမျိုးရွေးချယ်တယ်လဲတနည်းအားဖြင့်အမေကုန်းကိုဘယ်လိုချင့်ကပ်ပြီးတော့ဖြည့်ဆည်းပေးလဲဆိုတာကိုဒီနေ့ရှင်းပြပေးထားပါတယ်အဲ့တော့ဒီမှာအမေကုန်းလေးကိုကြည့်ရအောင်ဒီအမေကုန်းပုံစံကတော့ဒါ စာပိုက်ကလေးပေးထားပြီးတော့ပြောချင်တဲ့အချက်ကလက်အချက်လက်လေးတွေကိုပေးထားမယ်ပြီးရင်ဇာတ်ပေးထားမယ်ပြီးရင်မိဝန်ပါမယ်ရွေးချယ်ဇာတ်အဖြေလေးတွေပေးထားမယ်အဲ့တော့ပေးထားတဲ့စာပိုက်ကိုအရင်ဆုံးဖတ်ကြည့်လိုက်မယ်ဖတ်ကြည့်ပြီးတဲ့အခါမှာစာပိုက်ပါတဲ့အချက်အလက်တွေမှာအချက်လက်တွေကိုကြည့်ပြီးတော့ကိုကအသုံးချရမယ်နောက်ဒီမှာဇာတ်လေးပေးထားတယ်ဇာတ်မှာပေးထားတဲ့ဒီမှာ ဒေတာအချက်လက်ကလေးတွေပါမယ်အလားလေးတွေကိုအသုံးပြုပါမယ်ဒီလိုပုံစံနဲ့မိခွန်းကိုဖြေရမှာဖြစ်တယ်ဒါကြောင့်မို့လို့ပေးထားတဲ့အာ paragraph ကိုအရင်ဖတ်ကြည့်ရအောင် matter is anything that has mass or takes up space there are three stages of matter solids liquids and gases when a solid becomes a liquid we call that melting the melting point is the temperature at which the state changes from a solid to a liquid When a liquid becomes a gas, we call that boiling. The temperature at which the stage changes from a liquid into a gas is called the boiling point. The table below lists the approximate melting and boiling points in degrees Celsius for rubidium, sodium, and lead. Hello. ဒီမှာဇာတ်ပေးထားတယ်ဇာတ်မှာက ဒီ element 3ကို rubidium ဆိုရရင် lead ကိုပေးထားတယ်သူတို့ရဲ့ melting point အာ boiling point တွေကိုပေးထားတယ်အဲ့တော့မိငုံကိုဖတ်ကြည့်ရအောင် which element in the table above will be a liquid at 900 degree centigrade အဲ့တော့ a rubidium b sodium c lead d nanothis ပေးထားတဲ့စာပိုက်မှာပါတဲ့အချက်လက်ကိုကြည့်ပြီးတော့အဖြေကို အာယူရမယ်ပေါ့။နောက်ဇာတ်မှကြည့်ပေးထားတဲ့ data လေးတွေကိုကြည့်ပြီးတော့အဖြေကိုရွေးချယ်ရမှာဖြစ်တယ်။အကြောင်းမို့လို့ဒီမှာပေးထားတဲ့စာတွေကစာပိုင်းမှာပါတဲ့အချက်လက်တွေကဘာလဲဆိုရင်တချို့မေးခွန်းတွေဆိုလို့ရှိရင်ကိုမသိသေးတဲ့ information တွေထည့်ပေးထားတာရှိတယ်။ဒါကတော့ဒီမေးခွန်းလေးကတော့ရွေးရှင်းပါတယ်။အာကိုသိထားပြီးသားအကြောင်းအရာတွေကိုပြန်ပြီးတော့ပြောပြပေးထားတာဖြစ်တယ်။အဲ့တော့ဒီမှာစာပိုင်းလေးရဲ့အထိပ္ပယ်လေးကိုကြည့်ရအောင်။ မက်တာအဲမက်တာဆိုတာကတဲ့နေရာယူမယ်ပြီးရင် got to ရှိတဲ့အရာဖြစ်တယ်။သူ့မှာအဆိုင်ခဲအရေးအငွေ့ဆိုတဲ့အခြေအနေ၃မျိုးရှိတယ်။အဆိုင်ခဲရနေပြီးတော့အရေးဖြစ်လာတာကိုဒါကအရေးပြောတယ်လို့ခေါ်တယ်။ဒီရက်ခါမှာအဲ့ဒီအဆိုင်ခဲရနေပြီးတော့အရေးကိုဖြစ်လာတဲ့ state state changes အခြေအနေပြောင်းတဲ့ အပူချင်းကိုအရေပြောမှန်းလို့ခေါ်တယ်အလားတူပဲလစ်ကနေပြီးတော့ gas ကိုအရေကနေပြီးတော့အငွေးကို ဖြစ်လာတဲ့အခါကိုစုပွက်တယ်လို့ခေါ်တယ် boiling ရေစုတယ်ပေါ့အဲ့ဒီအပူချင်းအဲ့လိုမျိုးအရေကနေပြီးတော့အရေကနေပြီးတော့အငွေးကိုအခြေအနေ ပြောင်းလဲသွားတဲ့အပူချင်းကိုကြတော့ boiling point လို့ခေါ်တယ်ရေစုမှတ် အဲ့တော့ဒီမှာဇေယျမှာအဲ့အမှတ်ကလေးတွေကိုပေးထားတယ်မှာ rubidium ဆိုရင်39 degree centigrade ဒါကဆိုင်ခရရနေပြီးတော့ရေပြောမှတ် melting point နောက်ရေစုမှတ်ပေးထားမယ်ဆိုရင်လည်းအလိုပဲအဲရေပြောပန်းရဲ့ရေစုမှတ်ပေးထားမယ် left လည်းအလိုပဲရေပြောမှတ်ရဲ့ရေစုပန်းရဲ့ပေးထားမယ်ဒါဆိုရင်900 degree centigrade မှာ အရင်အဖြစ်ရှိနေမဲ့ dressing ဟာဘယ် dressing ဖြစ်မလဲတဲ့ rubidian လား sodium လား lead လားအဲ့တော့ဒီမှာပေးထားတဲ့အချက်လက်တွေကြည့်ပြီးတော့အဲဆုံးဖြတ်လို့ရပါတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ဒီအခြေအနေရာဒီအပူချိန်နဲ့ရှိနေတဲ့အခြေအနေဟာသူ melting point မှာရှိနေပြီအရေပြောမှတ်မှာရှိမယ်ဒီ dressing လေးတွေအရေပြောမှတ်တွေပေးထားတယ်အဲ့တော့ rubidian က688 degree celsius မှာ သူဒီ အငွေ့အခြေအနေကိုရောက်သွားမယ်။အရှေ့ကနေအငွေ့ကိုရောက်သွားမယ်။ဆိုရီယန်ကကျတော့183ဒီဂရီစင်တီဂရိတ်မှာအငွေ့အခြေအနေကို ပြောင်းသွားမယ်။လက်ကကျတော့1949ဒီဂရီစင်တီဂရိတ်ရောက်တဲ့အခါမှာအရှေ့ကနေပြီးတော့အငွေ့အခြေအနေကိုသူဟာရောက်သွားနိုင်မယ်။ဒါဖြစ်ရင်ရူဘီဒီယန်ဒီ900တောင်မသူမရောက်နိုင်ဘူး688မှာကလေးက အငွေ့အခြေအနေကိုရောက်သွားပြီအလားတူပဲဆူရီယန်ဒီလည်း183ဒီဂရီဆယ်လ်ဆီယပ်မှာအငွေ့အခြေအနေကိုရောက်သွားပြီလက်ကကြတော့1949ရောက်မှအငွေ့အခြေအနေကိုပြောင်းသွားမှာဖြစ်တဲ့အတွေ့900ဒီဂရီစင်နီဂရိတ်မှာသူသည်အရေးအခြေအနေနဲ့ပဲဆက်လက်ပြီးတော့ရှိနေဦးမှာဖြစ်တဲ့တနည်းအားဖြင့်အရေးအခြေအနေမှာပဲရှိနေတဲ့အတွက်စင်သည် let ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဆရာမတို့ကအဖြေကိုစီလို့ရွေးပါမယ်။ ဒီကနေ့တော့ဒီလောက်ပါပဲနောက်ပိုင်းမှာနေ့စဉ်နေ့တိုင်းမိကုံးလေးတွေတင်ပေးတာကိုစောင့်ပြီးတော့ကြိုးစားပြီးဖြည့်ကြည့်ပါနောက်ရက်မှာဒီကုလိုပဲရှင်းလင်းချက်နဲ့အတူအပြည့်တိုက်လို့ရပါတယ်အားလုံးပညာရေးတန်းတို့အခွင့်ရကြပါစေ